မင်္ဂလာပါရှင်ရန်ကုန်သူ Oreo Channel ကကြိုဆိုပါတယ်ဒီနေ့မှာတော့စာရေးဆရာမခင်နေယူရဲ့ခန္ဓာနဲ့အာယုံဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခန္ဓာနဲ့အာယုံမရွှေစင်သည်ဖျားသခင်ကိုပင်ကျေးဇူးတင်ရမည်လောကံတရားကိုပင်ကျေးဇူးတင်ရမည်လောမဝေခွဲနိုင်သို့သောထိုအင်ကြီးကိုရောက်လာသည်မှာသူအလွန်ကံကောင်းလာပြီဟုထင်မြင်ယူဆရပေမည် အင်ရှင်မှာမစ္စတာကလူးဖြစ်သည်ကလူး၏ဇနီးကလည်းချုံမွေလှပသူဖြစ်လေသည်ရွှေစင်သည်အိမ်ခန်းနိုင်ကိုရောက်၏အိမ်ရင်နှံ့သည် တင်းပြန်နေသည် အခန်းတိုင်းရှိပန်းအုပ်ငယ်များမှပန်းမွက်များကပင်လောအမွေးတိုင်းကပင်လောတွေးဆရမတက်ပေ ရင်နှံ့များသည်အိမ်သားများ၏စိတ်ကိုအာတက်ရွှင်လန်းစေပေသည်ပြူ၏ခန်းကိုသွားရာတွင်ကြံ့မြင့်တတ်ရှိ ကောဇောမှာဂရီပါမွေးလိုနူးညံ့သည်ရွှေစင်သည်ခြေတော်အရသာချိန်တိုင်းကောဇောကိုပုတ်တိုက်၍ရှောက်၏နေရံများသည်အဝါနုယောင်ဖြစ်သည် မရွှေစင်၏စိတ်ကူးထဲတွင်အကယ်၍သူသားအင်ရှင်ဖြစ်လျင်တော့အခန်းနေရံများကို ခိုးဥယောင်တုံမီမိလုံးများကလည်းအပြာနုနုကလေးဆိုလျင်အိမ်ခန်းသည်ဘလောက်အေးချမ်းနေမည်နီဒါပေမဲ့သူ့သခင်များသည်တရုတ်ဖြစ်၍ တန်းရောင်နှင့်အဝါကိုသာအသုံးများကြသည် သူသည်ခရုတို့ဇနီးမောင်နှံအတွက်သာအစေပါဖြစ်၏တအိမ်လုံး၏အစေခံထဲတွင် သူအသက်သာဆုံးဖြစ်ပေသည်ခရုတို့ထမင်းစားကန်းတွင် သူသည် အပားမှထိုင်ယုံမဲထိုင်နေရသည် တခါတည်းကတကောင်စနှစ်ကောင်စဝင်လာသောပိုးကောင်နှင့်ရင်ကောင်တို့ညင်သာစွာရက်ပေးရသည် နေရန်တွင် ကတ်ထားသောမီးဘုံအိမ်များသည်ပန်းရောင်ဖြည့်၍မီးရောင်ကလည်းနှင်းစီပန်းရောင်သွေးလိုလင်းနေသည်ထမင်းစပွဲပေးရှိမှန်ပြီးရောအနေမော်ရင် ပန်းသည်နှင်းတပြတ်သီးတို့၏ရနံ့ကလည်းချွတ်ချိုလေးသင်းနေသည်လျှို့ဤဇနီးထမင်းစားပြီးလျင် သူသည်လက်ဆေးခွက်ထဲသို့အော်ဒီကလုံး30-40ခန့်ထည့်ပေးရသည် ရွှေစင်းအဖို့အလုံးအံ့ဩစရာကောင်းနေသည် နိနေညံ့ညအစင်လိုပင်တာတောင့်တာယာရှိလာပါလားညနေစောင်းနှင်းတော့ရေရဲစိမ့်ထားသောစတော်ဘယ်ရီသီးများကိုနတ်နုနှင့်မလိုက်များရောရည်မှွေးပြီးဖန်ပကန်နှင့်အစင်သင့်ထည့်ပြီးသားကိုရွှေစင်ကယူသွားရသည် ယူရိုဇနီးမောင်နှံသည်အိမ်နောက်ဖက်ခြံထဲရှိမြက်ခင်းပေါ်တွင်ဂျင်ကလထိုင်များနှင့် အေးချမ်းစွာထိုင်နေကြသည် အင်းရရေပြင်ပေါ်မှဖြတ်တန်းလာသော လီအီးကလည်းရှင်လန်းစရာကောင်းလာသည်။ရွှေစင်သည်တတိပကံကို အလဲစပွဲပေါ်သို့ချပေးလိုက်သည်။ပြီးရင်ပကံငယ်များနှင့် သူ့သခင်များသို့ထည့်ပေးလိုက်၏။ကံဆောင်ကို နောက်ခိုင်းထားသောအင်းကြီးမှယခုလိုကြည့်ရတော့လေအနောက်နေကြီးများတဲ့တွင်လှပ၍နေပေသည်။သူနင်းထားသောမြက်ခင်းကို ရွှေစင်ကအရသာခံကြည့်နေပြန်သည်။ မျက်တွေကလည်းနူးညံ့နေရပဲသူသည် စိတ်ထဲမှစကားပြောနေမိယမန်နီကမှ ဖြတ်ပြီးကစားဖြစ်၍မျက်များကလည်းစိမ့်၍ညီနေသည် ရွှေစင်သည် အနားတွင်ရရင်အင်းရကံဘတ်သို့မျှော်ကြည့်နေရွှေဖြူများသည် ကံရည်ပြင်တွင်မြင်သာစွာရွေလျားနေသည်ရည်သည်ပြ၍ကံဆက်ကစိမ့်သည်တစ်ချက်တစ်ချက်တွင် နေကြီးကစိမ့်အောင်လက်သွားပြန်သည်မျက်လုံးကိုမှိတ်၍ရွှေစင်သည်ခဏမျှမှိတ်နေလိုက်သည်မနက်တိုင်းတွင်ရွှေစင်သည်ကလူးနှင့်သူစနီးခန်းသို့အစောဆုံးသွားရသည်ကလူးတို့သည်အမေရိကန်စံသောတရုတ်များဖြစ်၍တခန်းစီအိတ်ကြသည်ကွေကာအုံးနှင့်နှုတ်ကြိုထားသောပူပူနွေ့နွေ့နှစ်ပကံကိုကလူးတို့အိတ်ခန်းများသို့အမြဲတမ်းသွား၍ပို့ရသည် သူသည်ပင်ပင်ပန်းပန်းပါဝုံးမြမလို့ရပဲအစင်တတရရဲ့နေရသည် ထို့ကြောင့်ရွှေစင်သည်ကြာလီလီလှပချုံမွေလာလေသည်နက်နက်တွင်လေများကလည်းလန်းဆက်နေသည် သူသည်ကွေကောက်ပကံကိုစပွဲပေါ်ချ၍လူအိတ်ခမ်းမှ နောက်ဖက်ပရင်ကိုဖြွင့်လိုက်အင်းအားရေပြင်းပေါ်မှလေတို့သည် ပရင်မှ ဖြတ်ဝင်လာကြသည်အေးဟေးကောင်းလိုက်တဲ့လေအေးပဲလူသည် သဘောကျစွာပြောလိုက်။ရွှေစင်ကမူငြိမ်သက်နေသည်။သူသည်ဝရန္တာသို့ထွက်၍အောက်သို့ငုံကြည့်၏။နှင်းစီပန်းတွေဟဲပန်းရောင်စုံများပွင့်နေသည်မှာအပေါ်ကစီကြီးမှသာပို၍လှသည်။သူစိတ်ထဲတွင် ထိုအိမ်ပိုင်ရှင်ကြီးဖြစ်ချင်လာသည်။ဒါပေမဲ့ထိုအိမ်ကြီးကိုစောက်ရသည်မှာတသိန်းကုန်သည်ဟုသိရသည်။တသိန်းဆိုသည်မှာသူနှင့်အလန်းကွာလာသည် ။သို့သောထိုအင်ကြီးရှင်အဖြစ်ကတော့သူခံယူလို့လာသည်။ဘလိုနည်းနဲ့များထိုအင်ကြီးရှင်ဖြစ်ရပါမည်လဲ။စိတ်ထဲမှမခွဲမခွာပဲထိုအင်ကြီးတွင်နေထိုင်နိုင်မှု သူသည်ထာဝရဆုတောင်းမိ။ရန္တာအခန်းတွင်ဘတ်သို့လှည့်လိုက်ပြန်။လူသည် ဖြစ်ဖြစ်ပင်ကွေကောက်အုပ်ကိုတောက်နေသည်။အငွေများသည် ပကံမှလွန်၍လူမျက်နှာသို့တိုးကဟတ်နေသည်။ ရွှေစင်သည်စပွဲနားသို့ကပ်၍သွားသည် ထုံးစံအတိုင်းအနားတွင်ရဲ၍စောင့်နေသည် အပြင်တွင် နေကြီးများမြူးစပြူလာသည် ပြတဲ့မှာနေကြီးများကြောင့်အခန်းနီးရင်အဝါရောင်မှတောက်ပါနေသည်လျူသည် ရွှေစင်မျက်နှာကိုကြည်မင်းပါလေတွေကနှင်းစီသွေးလိုပဲရွှေစင်သည် ပြုံးရမည်လားဘာလို့ရမည်လားမသိလျူဤစကားကိုကြောင်၍နားထောင်နေသည် ယူသည်ကလထိုင်းမှထ၍ရွှေစင်မီးစီကိုကန်ကာဆွဲ၍မျက်နာကိုမော့လိုက်သည်ပြီးလျင်ပါကိုလိန်လိုက်သည် သို့သော ရွှေစင်မနာပေသူသည်ငြိမ်၍နေ၏ရင်များကခုံ၍လက်များကတုံနေသည်ကျမသွားတော့မယ်ရွှေစင်သည် ပကံကိုယူ၍အခန်းတွင်မှ ဖြင်းညင်းစွာထွက်လာသည် စိတ်ထဲတွင်ဘလို့ဖြစ်နေမှန်းမသိသူသည် အကယ်၍ဤအင်ကြီးတွင်ထာဝရနေသွားရပါကဖြူအားပါးကိုယ်သားမက ရွှေရင်ကိုပဲအယအယသူကျေနပ်မိမိဖြစ်သည်လူသည်မစ္စစ်လူးနှင့်ညာတိုင်းသွားနေကြပွဲနှင့်ဟိုတယ်များသို့ မသွားတော့ပေသူသည်အိမ်၌ပျော်လာသည် ရွှေစင်းနှင့်ညူးနေပြီးတော့သည် သူအိမ်၌ကြကြပျော်၍လာမှုကြောင့်ရွှေစင်းတွင်ပြိတ္တရီရှိလာတော့သည် ရွှေစင်သည်သူ့အဖြစ်ကိုဝမ်းနည်းဖို့သတိမြင်ရပြီ။သူသည်ပူပန်ရန်ကိုလည်းကြိုတင်မတွေးခေါ်မိပြီ။သို့သောနောက်ဆုံးဝမ်းနည်းရတော့သည်။သူ၏ဝမ်းနည်းရခြင်းမှာခလေးတိတ်တိတ်ပုံရှိရပြီမဟုတ်ပေ။လူက သူ့ကိုတောင်းပန်၏။ဤအင်ကြီးမှထွက်ခွာ၍အဝေးတွင်ခလေးမွေးဖို့သူ့ကိုတောင်းပန်သည်။လူသည်ငွေများများပင် ရွှေစင်ကိုပေးသည်။ထိုကဲ့သို့ အင်ကြီးကိုခွဲရ၍သူ့ဝန်းနေခြင်းဖြစ်ပေသည်။ရွှေစင်သည် မပေါ်သေးသော သူ့တရေကို အသာဖုံး၍သူ့မမောလှသော အင်ကြီးမှထွက်ခဲ့သည်။မေဇေကီယိုကိုမူရွှေစင်မိဘများကလင်ပေးစားလို၍ရွှေစင်တောသို့ပြန်သည်ဟုယူကအကြောင်းပြလိုက်သည်။ဒီလိုနှစ်ပင် ရွှေစင်ဇက်ထုတ်ကပြီးခဲ့ရသည်။သို့သောရွှေစင်သည်ထိုအင်ကြီးကိုအိမ်မက်ထဲတွင် တွေ့ရာတိုင်းငိုမိသည် ခြွေစဉ်ဤကံကြောင်းပေသည် သူတွင်သားလေးရလာလေပြီကယူသည်ထိုသတင်းကိုကြကြချင်းခြွေစဉ်စီသို့ပြေးလာသည် ခလေးရောခြွေစဉ်ကိုရော သူ့အိမ်သို့ခေါ်သွားသည်သူမိမကိုလူကပြောပြပြန်သည်ခြွေစဉ်ယောက်ျားဆုံးသွားပြီတို့များ သူ့သားကလေးကို မွေးစားရအောင်ကယူဤသားသည်ပြုလိုပင်ဖြူစွတ်လှပပေသည် မစ္စတီယူသည်ကလေးကိုချစ်၏ သူတို့သည်ကလေးကို အမွေစားအမွေခံမွေးရပေမည်။ယောက်ျားကလေးဆိုသည်မှာတရုတ်လူမျိုးများအတွက်အဖိုးတန်လာသည်။စားကြုပ်စားရမ်းနဲ့မွေးမှာပဲ။ဒါပေမဲ့ရွှေစင်ဒီမှာရှိနေရင်ကလေးကသူ့ကိုသာချစ်မှာ။ရွှေစင်ကိုတော့ဒီအိမ်မှာမထားနိုင်ဘူး။လျူဤမိမကဆို၏။ထို့ကြောင့်ရွှေစင်သည်ဒုတိယမိသူသားနောင်ရီးကိုငဲ့ကအင်ကြီးပေါ်ကမှခြေမချခင် ထွက်ခွာလာခဲ့ရပြန်သည်။နင်းနေတော့ရွှေစင်းအဖို့ကြောင်တောင်တောင်ဟာတတာဖြစ်နေသည်။သူချစ်သောအင်ကြီးပင် သူ့သားသည်မြူး၍နှိရှာပေမည်။ဒီအကြောင်းကပင် သူ့အတွက်ကျေနပ်စရာကောင်းမည်။သူသည်အဝေးတွင်နေရင် အချိန်များ ကုန်လွန်ခဲ့လေသည်။စစ်ပင်ဖြစ်လိုက်သေးသည်။ကုန်လွန်သွားကြသောຫນွေနှင့်မိုးဦးဆောင်းစသည်တို့ကိုပင် သူတတိမထားမည်။ နှင်းမုံများကိုပင်မကြည်ညူးယုံမကမိုးကိုလည်းမလွမ်းစွတ်တော်ပြီတကယ်တော့သူအစင်ตายရသော အသေးနှလုံးသည်ตาနှင့်အင်ကြီးဖြစ်သည်ထိုဟာများနှင့် ဝေးကွာ၍နေရသည်မှာအထိပယ်မရှိပြီယခုတော့ရွှေစင်သည် မျက်စိရောင်များပင်မတောက်ပါတော့ပဲဆံရောင်များကလည်းကြောင်လာသည် ရွှေစင်သည်အိုး၍လာခဲ့ပြီ သူအမှတ်မထားသောຫນွေဦးတညက်နေတွင်ပြူးနှင့်သူသားသည် သူ့အိမ်သို့ရောက်လာသည်။ဖွားရွှေစင်သည်ကြိုးစား၍သူသားကိုကြည့်သည်။သားသည် သူ့ကိုဖက်၍နမ်းလိုက်သောအခါသူ့မျက်လုံးတွင် မျက်ရည်များဆူရွှဲလာ၍သူသားကိုရေးရေးပဲမြင်ရသည်။သူသားသည် ထွား၍လှပသောတငယ်တယောက်ဖြစ်နေလေပြီ။သားဟာအမေကိုမှတ်မိရဲ့နော်။ဖွားရွှေစင်၏လက်များသည် ား၏ပခုံးကိုဖတ်ထားသည်သူလက်များသည်ဝါဖြော၍ရှုံနေသည်ပြာသောအကြောများသည်ပြီးကောင်းများအေးပြားပေါ်တွင်ရှက်၍နေကြသည်ရွှေစင်မင်းသားကိုသူများအကြောင်းတွင်ပြောပြရဲကိုမိန်းမလည်းဆုံးသွားပြီဟင်းဖွာရွှေစင်သည်လျှို့ကိုမော့ကြည့်လျူပထမဆုံးလိန်ခဲ့သောသူ၏ရွှေရောင်ပေါမှုများသည့်ယခု ယော်ရဲ၍ခြိုင်နေသည်။ဒီူကအိုမင်းသွားပြီဆိုပေမယ့်စိတ်များကမအိုပင်။အရေးအသွေးမှာရွှေစင်းလောက်မမိန်သေးပင်။သို့သောဒီူမှလည်းအတော်အိုရွေးနေပြီ။အမေညီမကောင်းမှုထင်တယ်။ခုအမေကိုကျွန်တော်တို့လာခေါ်တာ။ကျွန်တော်အင်းအားဆောင်ကအင်ကြီးကိုအငွေရတယ်။အင်ကြီးအင်ကြီးဆိုတော့အတန်ကြာသည့်နှစ်တပြိုင်နက်ရွှေစင်းဤမျက်လုံးမှသည်ရုတ်တရက်တောက်ပလာသည်။ သူသည်စူးစား၍ပြုံးသည်သို့သောသူပြုံးသည် မလာတော့ပြီကျူးတို့သားဖာသည်ဖွားရွှေစင်ကိုအင်ကြီးပေါ်သို့ခေါ်လာခဲ့ကြသည်ယခုတခါရောက်လာခြင်းသည်ယခင်တို့အစီကံရွှေစင်အဖြစ်ရောက်လာခြင်းမဟုတ်ပေတထေးမိရင်တထေးကတော့အနေဖြင့်ဖွားရွှေစင်ပြန်လာခဲ့ရခြင်းဖြစ်သည်အဖွားကိုသူတို့တွဲ၍ခေါ်လာကြသည်လေကားတထေးချင်းဖြင်းညင်းစွာသူတက်နေသည် အခန်းများကိုဖြတ်လာစဉ်ကယော လေကားကိုတက်နေစဉ်မှာသူသည် နေရံများကိုဂယုဆိုင်ကြည့်သည်ဒါပေမဲ့သူမျက်လုံးများသည်ဘာကိုမျှတဲသေးကွဲကွဲ မမြင်ရပြီရခင်ကလူဤအိတ်ခန်းတွင် သူ့အတွက်အိယာပြင်ထားသည် အဖွာသည် အခန်းသို့ရှောင်နေစဉ်ရခင်ကသူရတာခံ၍နင်းသော ကောစောပြင်ကိုပုတ်လျှောက်၏နူးညံ့မှုကို သူပြန်လည်ခံစားကြည့်သည် သို့သောသူချရာများသည်ကော်စောဤနူးညံ့မှုကိုအယတာခံရမရပဲ။ဘာဖြစ်လို့လဲ။ထက်၍ပွကြည့်သည်။ငါချရာတို့ထုံနေပြီထင်တယ်။အခန်းထဲရောက်၍အရာရဲတွင်လဲရင်ပဝင်းကျင်ကိုသူလျှောက်ကြည့်။နေရံများသည်ယခင်ကလိုအဝါရောင်တုပ်၍ဗန်းနူရောင်မီးပုံများထွန်းထားသည်။လင်းနေသောအယောင်မှလွဲ၍သူ့မျက်လုံးသည်အဝါနှင့်ပန်းရောင်ကိုမသေးကွဲပေ။ အမေစတော်ဘယ်ရီနဲ့တပြက်သီးဘယ်ဟာစားမလဲသူသားသည်ယူရစွာမေးရွှေစင်ဘဝတုန်းကဖန်ပကန်ထဲတွင် မြင်ခဲ့ရသောရေခဲစိမ့်ထားသည့်စတော်ဘယ်ရီသည်ညီညီလေးများကို သူ့မျက်လုံးထဲတွင်ပေါ်လာသည်စတော်ဘယ်ရီသည်စားခြင်းနဲ့သားသည်ရခင်ကလိုပဲရေခဲစိမ့်၍နို့နှင်များဆန်းကပကန်နှင့်ထဲ၍လာသည် အမေတလုံးစားကြည့်နော်ဖွားရွှေစင်ပါဇက်သူဇုံငယ်နှင့်ခက်၍ထဲ၏ အဖွားသည်ဖြည်းဖြည်းလေးဝါနေသည်စတော်ဘယ်ရီသီးကလည်းဘာရတာမှမပေါ်ချင်းတင်းတင်းခါခါကြီးဖြစ်နေသည်ဝါရင်စိတ်ပြက်လာသည် အမှန်တော့စတော်ဘယ်ရီသီးကမခါပေအိုမင်းသောသူ၏ရှာများကသာ အကြည်တက်ပြည့်၍အရသာမပေါ်နိုင်မဲခါနေတော်သည်သူသည် စိတ်ပြည့်၍ညလုံးစုံမှိတ်ခါမိတ်နေသည် အခန်းအလေရှိဇပွဲမှာမြင့်စီပွင့်များကလည်းလှပနေသည် တပြက်သီးများ၏အနက်ကလည်းတန်ရနှံ့နှင့်ရော၍မွေးနေသည်တခန်းလုံးရခင်ကလိုတင်းပြန့်ပြန့်ရနှံ့နှင့်လွှမ်းနေတော်လဲအဖွား၏နှာခေါင်းတွင်ဘာမှမထူးကြပေအဖွားသည်ဘာအယုံမှခံစား၍မရတိုင်းနှိမ့်နေသူ့ဘဝကိုပြန်တွေးကြည့်သည်ဟိုတုန်းကအကြောင်းများ တွေးကြည့်ရသည်ကမှအရသာရှိခြင်းရှိအောင်မည်သို့သောဘာကိုမှစူးစိုက်၍တွေးမရပါသကား စဉ်းစားရင်ပျောက်ချင်တာတွေပျောက်တခြားရောက်ချင်တာတွေရောက်စူးဆိုက်၍တွေးလိုပင်မရသူသည်အာယုံကျော်များကို ထိမ့်ချုပ်မထားနိုင်တော့ပေအဖွားသည်ငိုကျင်လာမိသည်တထေးမိခင်ဖြစ်လာသည့်အတိုင်းလှပနူးညံ့သော လုံကြီးများတထဲပြီးတထဲရောက်လာကြသည်အယိုးကောက်ကွက်ဖြစ်နေသောတင်မာတွင်ဘာလုံးကြီးမှလည်းမနူးညံ့မီ ်လျူဤမွေရထ၌ညင်ငိမ့်လေးအသာလှဲနေ အမှန်တော့အဝတ်ဝတ်ထားပေး၍သာ လူနှင့်တူနေသည်အဝတ်မရှိလင်အယိုးယုတ်ကိုမွေရပေါ်တွင် တင်ထားသည်နှင့်တူသည် အစေခံမိန်းကလေးသည်သူ့ကိုဆေးလာတိုက်သည်ပြီးလင်မိန်းကလေးသည်ဗရန်ဒါတွင်သွား၍ရက်၏အင်းရရေပြင်းသည်ညင်၍မြရောင်လွမ်းနေသည် ရွက်လီများသည် ဖြင်းညင်းစွာရွေလျားနေသည်မိန်းကလေးသည် ခဏတွေ့၍ကြည်င်းမှအဖွားဘက်သို့လှည့်လိုက်။အဖွားသည်အိယာပေါ်တွင်လဲမြဲပင်ခဝဲလုံးကြီးမှလျှော့ကြနေသည်။ခွက်ရည်ဝင်းနေသောရှုံတရွဖြစ်နေသောအဖွား၏တင်မသည်စပရင်မွေရာပေါ်တွင်အယုတ်ဆိုးနေသည်။မိန်ကလေးသည်အနားသို့ကပ်၍လုံးကြီးကိုဆွဲတင်လိုက်။တင်မကြီးအလှလည်းမလာဘူး။တူတူပြော၍ပြုံးမိသည်။ ပရဲမှလေးများသည်ယခင်ကလိုပင် ဖြဖြေးလေးဝင်လာကြသည် အင်ကြီးကမူယခင်ကလိုပင်တာတောင့်တရားရှိပေသည် အဖွားကမူအလုံးသော အရာသားများကို မခံစားနိုင်တော့ပေယခုအချိန်ခါကြတော့မှ ထိုအာယုံများမှဘာများအသုံးကျအောင်တော့မည်နီဇလန်လေးကိုအဆုံးထိငါဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် နောက်ထပ်နောက်ထပ်လည်းအသစ်အသစ်တွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ရန်ကုန်သူ Oreo Channel လေးကို Like and Subscribe လုပ်သွားပေးပါအောင်နော်အားလုံးပဲ Bye bye မှာ